ရွှေကုတ်ကိုရင်တရုတ်တထေးများနှင့်ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်များကို BGF ကညရင်းချင်းကားများဖြင့်တဲထုတ်နေပြီးအောက် ခြေလုံးလုံးသူများနဲ့တရုတ်များလည်းအစုလိုက်ပြုံလိုက်ထွက်ပြေးသူညရုံတုံးကားဖြင့် BGF ခေါင်းဆောင်စောချစ်သူလူမြင်ကွင်းမှပျောက်နေကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရွှေကုတ်ကိုမြို့တစ်တွင်တရုတ်တထေးများနဲ့ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်များကိုကကညာရင်းချင်းကားများဖြင့်တဲထုံနေကြောင်းရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေသောကရင်စစ်ရေးတရင်ရေးမြစ်ကပြောဆိုသည့်ယမန်နှင့်အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF မှနိုင်မောင်စောကရွှေကုတ်ကိုမြို့တစ်တွင်ကြားဖြန့်များကိုအပီးသက် အပြည့်နှိမ်နှင်းတော့မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးနောက်နိုဝင်ဘာလ18ရက်နေ့ညရင်းချင်းရွှေကုတ်ကိုမြို့တက်မှတရုတ်များနိုင်ငံသားများနှင့်ကြားဖြန့်အလုပ်သမားများရာထောင်ချီမြို့မှထွက်ခွာရန်ကြိုးစားလာကြကြောင်းရွှေကုတ်ကိုမြို့တက်အတွင်တွင် ကားများပိတ်ပြီးမြို့ရင်းရှိလူများအလုံးနီးလန်းမျိုးစုံဖြင့်ထွက်ခွာနေကြခြင်းဖြစ်ကြောင်းတို့ရာတွင် ကြားဖြန့်တရုတ်တထေးများနှင့်ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်များကိုမူ BGF များကကားဖြင့်ညရင်းချင်းတည်ထုံနေကြောင်းသိရှိရသည် BGF နိုင်မော်စော်ကကြားဖြန့်တွေနှိမ်နှင်းမယ်ဆိုပြီးထားကြညာတာထိုင်းသတင်းဌာနတွေမှာတက်လာတာရောမြန်မာသတင်းဌာနတွေမှာ တက်လာတာရောကြောင့်ညာရင်းချင်းတရုတ်တွေနိုင်ငံသားတွေရွှေကုတ်ကိုကနေအထုပ်တွေဆွဲပြီးထွက်ကုန်ကြပြီး KK ဘက်လိုဖြစ်မယ်ဆိုပြီးအကုန်ထွက်ပြေးကြတာအလုပ်တွေသုံးရက်ပိတ်တယ်ဆိုပြီးအောက်ခြေကြားဖြန့်အလုပ်သမားတွေကိုလည်းကုမ္ပဏီတွေဘက်ကပြောတယ်ဒါပေမဲ့ကုမ္ပဏီ in charge တွေ team leader တွေနဲ့တရုတ်တထေးတွေက BGF ကားတွေနဲ့အကုန်ထွက်ကုန်ကြပြီးညာရင်းချင်းဝါယုံတုံကားတွေဖြစ်နေတာကားတွေပိတ်လမ်းတွေပိတ်အကုန်ထွက်ပြေးကုန်ကြတာဟုပရင်စစ်ရေးတည်င်းရင်းမြစ်ကပြောဆိုသည်